အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နေရဒေတာကိုအစွဲပြုသည့်ဒလီသုံးစကားများဆိုတဲ့အဆောင်မစကားပြေလေးကို အချင်းချုပ်ထုတ်လုပ်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်။ကျမတို့ကတော့ Pathfinder Institute မြန်မာ Session 2မှာပညာသင်ယူနေတဲ့ကျောင်းသူလေး 42VH နဲ့ 0AHDS တို့ပဲဖြစ်ပါတယ်။အခန်းကဏ္ဍများအနေနဲ့ကတော့စာဆိုမိတ်ဆက်သင်ငန်းစာအချင်းဆိုလိုရင်လက်တိတ်ဘဝအတုံးဝင်ပုံ ထူးခြားမှုအမေးအဖြေမေးခွန်းများဆိုပြီးအခန်းကဏ္ဍ6ခုပါဝင်ပါတယ်။ပထမဦးဆုံးအနေနဲ့စာဆိုမိတ်ဆက်ကလေးနဲ့အစာပြုပြစီရှင်။နေရဒေတာအရက်မျက်နှာကိုအဆွဲပြုသည့်ဒလီသုံးစကားများဆိုရဲဆောင်းကစကပြီရဲ့ပဲ့ကန်ရှင်ကြီးဖြစ်တဲ့ဆရာကြီးမောင်ခင်မင်းဒနုဖြူအကြောင်းကိုမိတ်ဆက်ပေးပါမယ်။ဆရာကြီးရဲ့အမိရင်းကတော့ဥခင်အေးဖြစ်ပြီးတော့1942ခုနှစ်ဇန်နဝါရီလရက်နေ့မှာ ဖဦးရာမနဲ့အမိဒေါ်စောတင်တို့ကဓနုဖြူမြို့နယ်ကျုံတနီးရွာမှာဖွားမြင်ခဲ့တာဖြစ်ပါတယ်။1954ခုနှစ်မှာကတော့ရန်ကုန်မြို့မြူနီစီပယ်ပညာရေးအဖွဲ့ကစစ်ဆေးတဲ့စတုတ္ထာတန်ဆောင်မေးပွဲကို ပထမအဆင့်ကနေအောင်မြင်ခဲ့ပါတယ်။1958ခုနှစ်မှာကတော့တတမရန်နဲ့အလဲတန်းပညာသင်စု scholarship စာမွေးပွဲမှာအမတ်အများဆုံးနဲ့အောင်တဲ့အတွက်အလဲတန်းပညာသင်စု scholarship စုကိုလည်းရရှိခဲ့ပါသေးတယ်။ 1958ခုနှစ်အလဲတန်းကျောင်းသားဘဝကတည်းကစာနယ်ဇင်းများမှစောင်းမများစတင်ရေးခဲ့ပါတယ်1959ခုနှစ်မှာတော့တက္ကသိုလ်ဝန်ထမ်းဆောင်မှုဘဲကိုမြန်မာစာသင်ချာကုန်ဒူးနဲ့အောင်မြင်ပြီးတပြည်လုံးမှာမြန်မာစာအမှတ်အများဆုံးရရှိခဲ့ပါတယ်ငွေတားရီရွှေတိစိတ်စုနဲ့လှသမိန်ရွှေတိစိတ်စုတို့ကိုပါချီးမြှင့်ခြင်းခံရတဲ့အပြင်တက္ကသိုလ်ပညာသင်စုကိုပါရရှိခဲ့ပါသေးတယ်။ 1963ခုနှစ်မှာတော့ရန်ကုန်တက္ကသိုလ်ကနေဝိဇ္ဇာအထွေထွေဂုဏ်နုဘယ်ကိုပထမတန်းဖြင့်အောင်မြင်ခဲ့ပြီး1969ခုနှစ်မှာတော့မဟာဝိဇ္ဇာဘွဲ့ဂုဏ်တူးရရှိခဲ့ပါတယ်။2002ခုနှစ်အောက်တိုဘာ19ရက်နေ့မှာကျင်းပတဲ့ရန်ကုန်တက္ကသိုလ်105ကျိန်မြောက်ဝန်င်းသဘင်အခမ်းအနားမှာဂုဏ်နုဆောင်စာပေပါရဂူဘွဲ့ကိုချီးမြှင့်အနှင်းချင်းခံရပါသေးတယ်။ 1963မှာတော့ပသိမ်ကောလိပ်မြမစာဌာနမှာနီးပြအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဆက်လက်ပြီးလက်ထောက်ကတိကကတိကတွဲဖက်ပါမောက္ခပါမောက္ခအဆင့်များနဲ့ပသိမ်ကောလိပ်ရန်ကုန်ဝိဇာနှင့်တိတ်ပန်တက္ကသိုလ်ဒဂုံတက္ကသိုလ်ပြည်ဒီဂရီကောလိပ်ရန်ကုန်တက္ကသိုလ်တို့မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။နိုင်ငံတော်အစိုးရပညာရေးဝန်ကြီးဌာနရဲ့တာဝန်ပေးချက်အရာ ဂျပန်နိုင်ငံအိုဆာကာနိုင်ငံခြားဘာသာတင်တက္ကသိုလ်မှာမြမစာဧပါမောက်ခ1999 99အထိနှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်2006ခုနှစ်မှာတော့ရန်ကုန်တက္ကသိုလ်မြမစာဌာနပါမောက်ခဌာနမှူးအဖြစ်ကနေအငြိမ်းစားယူခဲ့ပါတယ်။အငြိမ်းစားယူပြီးတဲ့နောက်မှာတော့ဇနီးဒေါ်စုစုနှင့်တွဲဖက်ပါမောက်ခမြမစာဌာနရန်ကုန်တက္ကသိုလ်တမီတူတူနှင့်အေးတို့နဲ့အတူနေထိုင်လျက်ရှိပါတယ်။ အငိမ့်စားယူပြီးနောက်ရေးသားတဲ့မြမစာစာလုံးပေါင်းတပ်ပုံဆိုင်ရာလူမှုပညာပေးဆောင်မများမှာအထူးလူကြိုက်များကြပါတယ်။ဆရာကြီးမောင်ခင်မင်းဒနုပြူဟာဘာသာစာပေဆိုင်ရာသူတည်တနာစာတန်းဖတ်ပွဲများစာပေပိတ်မန်စာတန်းဖတ်ပွဲများတွင်ဘာသာစကားဆိုင်ရာမြမစကားပြေဆိုင်ရာစာတန်းငယ်ဆိုင်ရာစာတန်းများကိုရေးသားပြုစုဖတ်ကြားခဲ့ပါတယ်။ ဆရာကြီးဟာနိုင်ငံတော်ပဋိယတ္တိသာသနာတက္ကသိုလ်ရန်ကုန်ပိဋကဆိုင်ရာမြမစာထပိဌာနတွင်တွဲဖက်ပါမောက်ခပြင်ပပညာရှင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါပြင် အမျိုးသားတင်ယွန်းညွန့်တန်းကုမ္ပဏီအဖွဲ့ဝင်ရန်ကုန်တက္ကသိုလ်မြမစာဌာနပါရဂူတင်နှန်းဦးစီးကုမ္ပဏီအဖွဲ့ဝင်မြမနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနမြမစာအဖွဲ့အချိန်ပြည့်အဖွဲ့ဝင်အဖြစ် ကွယ်လွန်သည့်အချိန်ထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆရာကြီးမောင်ခင်မင်းဒနုပြူဟာ2025ခုနှစ်ဇန်နဝါရီလ28ရက်ည7:00နာရီခွဲအသက်85နှစ်အရွယ်မှာပဲရန်ကုန်မြို့၌ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ဆရာကြီးကွယ်လွန်သွားသည့်နေ့အတူမြမစာစာပေလောကရဲ့ထောက်တိုင်ကြီးတစ်ခုလည်းပြုတ်ပြက်ခဲ့ရပါတော့တယ်။အခုဆက်ပြောပေးသွားမယ့်အကြောင်းအရာတော့သင်ခန်းစာအကျဉ်းပဲဖြစ်ပါတယ်။ယနေ့ခေတ်မှာသင်ယူနေကြတဲ့ပါဠိစကားမြောက်များစွာရှိပါတယ်။ ထိုဘာသာစကားများမှာလည်းဒေသုံးစကားတွေရှိတယ်လို့မြန်မာစကားမှာလည်းဒေသုံးစကားတွေရှိပါတယ်။လူမှုတိုင်းဝန်တစ်ခုတွင်နေထိုင်မှုလူနေမှုနေရာနဲ့တည်နေရာပေါ်အခြေခံပြီးတော့အသုံးပြုတဲ့ဒေသုံးစကားများစွာရှိပါတယ်။ဒေသုံးစကားဆိုတာကတော့လူမျိုးဓလေ့ထုံးစံအတိုင်းဆွဲပြုပြီးတော့သုံးတဲ့စကားတွေဖြစ်ပါတယ်။နေရာဒေသအရင်မျက်နှာကိုဆွဲပြုသည့်ဒေသုံးစကားများမှာမြေပေါ်ရှိ နေရာဒေသများအရင်မျက်နှာများလူအပြုမှုများ အခြေအနေများဆက်စီတို့ကိုအခြေခံပြီးတော့တုံးတဲ့စကားလုံးတွေဖြစ်ပါတယ်။နေရာဒေသအရေးမျက်နှာကိုအစွဲပြုသည့်ထေဆုံးစကားတွေကို ပြောပြမှာဖြစ်ပါတယ်။ခရီးလမ်းအပိုင်းခြားကုန်သည့်တဘောကိုယူ၍ကန်းကုန်လမ်းကုန်ဟူသောစကားကို အစွမ်းကုန်ဟူသောအတိတ်ပဲဖြင့်ပြောဆိုတုံ့နှုံကြပါတယ်။ခྱི་အကွာဝေးရှိသည့်တဘောကိုယူ၍ခྱི་ကြသည်ဟူသောစကားကို အချိန်ကုန်သည်ဖိနှဲ့သည်ဟူသောအတိတ်ပဲဖြင့်တုံ့နှုံကြပါသည် ။ချောင်းထဲတွင်ခိုနေသည့်တဘောကိုယူ၍ချောင်းကိုသည်ဟူသောစကားကို မထင်မရှားနေသည်ဟူသောအထက်ပဲဖြင့်တုံ့တုံ့ကြပါသည်။လမ်းတွင်ချားရနားနေသောစခန်းကိုယူ၍စခန်းတွင်သည်စကားပေါက်သည်ဟူသောစကားကိုကိစ္စပီစီအောင်မြင်သည်ဟူသောအထက်ပဲဖြင့်တုံ့ကြပါသည်။သောနတိနေရမမတိကမ္မမမတိတိတဘောကိုယူ၍သောမံကမ္မမတိဟူသောစကားကို အကောင်းမအဆိုးမမတိသောအတိတ်ပဲဖြင့်တုံးကြပါနှင့်နောက်ထပ် အလွန်နဲ့တော့တွင်သဘောကိုယူရွှေမိုင်းတွင်နဲ့သည်ဆင်းရဲတဲ့နဲ့သည်ဟူသောစကားကို အလွန်မိုက်သည်အလွန်ဆင်းရဲသည်ဟူသောအထိပ္ပယ်ဖြင့်သုံးလုံးကြပါသေးတယ်။အလားတူပဲတောက်ထက်တည်သောစကားတွေကိုဝါကြရဲထည့်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။သူသည်နှစ်ဆုံးစာမေးပွဲအတွက်ခရီးကုန်စူးစမ်းခဲ့သည်။ခရီးကုန်ဆိုတာကနောက်ဆုံးအထိအစွမ်းကုန်ဆိုတဲ့အထိပ္ပယ်ဖြစ်ပါတယ်။တပိတ်နဲ့လှိမ့်နေလို့ခရီးရောက်ပြီးမဟုတ်ပါ။ ခရီးရောက်ဆိုတဲ့အိဗေကအကျိုးပြီးသည်လိုရာကိစ္စကိုဆောင်ရွက်အောင်မြင်သည်မိဝေသည်ခတ်တာနဲ့ခရီးလိုမိမှတာဝန်ယူနိုင်ဘူးလို့ပြောခဲ့သည်ခရီးလိုဆိုတာကလွန်လွန်ကျွန်ကျွန်ဖြစ်တယ်ဆိုတဲ့အိဗေဖြစ်ပါတယ်အခုချိန်မှာအဆအဆရရဆေးတွေကခေါင်ခိုက်နေတာကိုခေါင်ခိုက်ဆိုတဲ့အိဗေကအလွန်အကဲဖြစ်သည်ကျွန်တော်တော့ကြောက်ကြပါပြီကြောက်ကြဆိုတဲ့အိဗေကဒုက္ခရောက်သည် ဝင်းမောကတော့သူများကိုကြောက်ချရတဲ့နေရာမှာနှစ်ယောက်မရှိဘူးကြောက်ချဆွဲတိဘက်ကလူတစ်ဖက်သားဒုက္ခရောက်အောင်လှုပ်သည် သူမကအမတ်တမတ်နည်းနည်းတော့ကြောက်တွန်းတတ်သေးတယ်ကြောက်တွန်းဆွဲတိဘက်ကသူတပါဒုက္ခရောက်အောင်ကြံဆောင်ပြုလုပ်သည်ဒီပစ္စည်းကိုချောင်းထိုးထားခဲ့တာတော်တော်ကြာပြီချောင်းထိုးဆွဲတိဘက်ကမထင်မရှားရာအရက်တွင်ဂယုမဆိုင်ပြစ်ထားသည်ကျမသမီးလေးတီတောင်ကိုကြော်နိုင်ပါစေလို့ဆုတောင်းနေရပါ တောင်ကျော်ဆိုတဲ့အဓိပ္ပာယ်ကကျော်လုံးသည် သူမကစိတ်လုံးချုံမှုကင်းမဲ့လို့တောင်တောင်မြောင်မြောင်ရှောက်တွေ့တဲ့အတွက်သိချာကူးဆိုင်ပြကြပါတောင်တောင်မြောင်မြောင်ဆိုတာကဟိုဟိုတီတီတွေးအောင်တွေးအောင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အခုတော့တောင်တော့ရမလို့ကောက်တော့ရမလို့ဖြစ်နေပြီတောင်မြောင်ဆိုတဲ့အဓိပ္ပာယ်ကဟိုတီအခုလိုလက်ခင်းလာမှပဲလမ်းစားရလာတာပြုတ်ကျောက်ကလည်း ာနဲ့သမီးကိုအစတည်းကသဘောတူနေရပါလိုင်းကင်းဆိုတဲ့တိတ်ဖေကလုပ်ငန်းကိစ္စတစ်ခုခုဆက်လက်ရဖြစ်လာအောင်အခြေခံစာရွေးပေးသည်လမ်းစာဆိုတော့ကတော့အစဆိုတဲ့တိတ်ဖေဖြစ်ပါတယ်နောက်ထပ်ဥပမာလေးတွေလည်းပြောပြပေးဦးမယ်နော်အလုပ်တွေကျောင်းစာတွေနဲ့ပင်မနဲ့ဝန်းကျက်တဲ့ဆိုပြီးစိတ်ထွက်ပေါက်ရှာတွေမလုပ်ကြနဲ့နော်။လမ်းလွတ်လိုက်ပြီးမှအမားစင်နာတွေမှတ်တတ်တယ်။မိဘစကားမျိုးဝဲမကြနားထောင်စမ်းမှကလေးတို့ရဲ့ ။စာတွေကိုလည်းဖြန့်နှံ့လိုက်ပြီးတပွဲလုံးမကြကြနဲ့နော်။စာမေးပွဲမှာဒုက္ခရောက်တတ်တယ်။ထွက်ပေါက်ရှာဆိုတဲ့အဓိပ္ပာယ်ကအကြအတီးအခက်အခဲမှ ထွက်နိုင်သည့်နည်းလမ်းကိုရှာသည်။လမ်းလွဲလိုက်ဆိုတာကအမှားအယုံလို့သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။မြေဝင်မကျဆိုတာကမဖဲမရှားပဲမြေသူခံယူသည့်တပေါ်မကျစေပဲလဲလေးဆဆဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဖြန့်နှံ့လိုက်ဆိုတာကအတူနီကိုလိုက်သည့်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ မောင်မောင်တယောက်လက်ထပ်ဘဲကိုလက်မခံချင်လို့နေဘဲကိုလမ်းစာဖြတ်သွားပြီကျုပ်တို့ကလည်းနောက်ကျမှတိလိုက်ရတော့ဘဲကိုရှာမှမသိလမ်းစာပြတ်သွားချေပြီမတတ်နိုင်ဘူးပြေးလည်ပြီးတော့ရှာမှာပဲလမ်းစာပြဲဆွဲတိဘဲကအဆက်အသွယ်ပြတ်သည်လမ်းစာဖြတ်ဆိုတာကတော့အဆက်အသွယ်ဖြတ်သည်ဆိုတဲ့တိဘဲဖြစ်ပါတယ်ညေလမ်းဆိုတာကအနက်အဆက်ရှာသည်မြေကိုပဲလန့်၍အနက်အဆက်ရှာသည်သဘောဖြစ်ပါတယ်တလေးနယ်ဘက်မှာတော့မောင်ကိုခိုင်းတွေတော်များတယ် ကျုပ်တို့ပိုက်စေးတိုက်ရှာရင်လမ်းစားတော့ရမှာပါ။မောင်ခိုရောင်းဝယ်ရာတွင်အကုန်ပစ္စည်းများကိုတရားမဝင်သောနေဖြင့်တိတ်တဆိတ်တုံးမိတာသည်ဆိုတဲ့အတိတ်ပဲပဲဖြစ်ပါတယ်။ဒီတင်ကန်းစာရဲ့ဆိုလိုရင်းတွေကတော့ဘာသာစကားအသီးသီးတွင်တရေသုံးစကားများရှိတယ်လို့မြန်မာဘာသာတွင်လည်းရှိရာ၎င်းတို့ကိုလေ့လာခြင်းအပြင်တောင်းဝခြင်းနောက်ကမှပြောဆိုသုံးဆွဲလူမျိုးရဲ့ဓာတ်တိသဘောကိုပါသိရှိစေရဖြစ်ပါတယ်။ တငယ်ချင်းလေး 0AHTS ကတော့နောက်ထပ်တင်ပြဆရာအကြောင်းအရာတွေကိုဆက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။တငယ်ချင်း 4GVHD ကတင်ငန်းစာအကျဉ်းတွေဥပမာတွေဆိုလိုရင်းတွေကိုအများကြီးရှင်းပြပေးသွားပြီဆိုတော့ကျမ 0AHTS ကလက်တွေ့အသုံးဝင်မှုထူးခြားမှုတွေကို ဖော်ပြပေးသွားပါမယ်။လက်တွေ့အသုံးဝင်မှုအနေနဲ့ကတော့ဓလေသုံးစကားတွေဟာကျမတို့ရဲ့လက်တွေ့အပေါ်မှာလွန်စွာမှအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်နေတာဖြစ်ပါတယ်။ ။နေ့စဉ်ဘဝမှာဓလေ၃စကားတွေကိုထည့်ပြောခြင်းအပြင်မိမိတို့ဆိုလိုခြင်းတဲ့အကြောင်းအရာကိုထိထိမိမိနဲ့လူတို့ရှင်တစ်ဖက်လူသဘောပေါက်နားလည်အောင် ပြောဆိုသုံးနှုန်းနိုင်ပါတယ်။လူကြီးသူမများကဆုံးမစကားဆိုရရင်လဲမြောင်များစွာသောဒလေသုံးစကားများကိုထဲ့သွင်းအသုံးပြုကြပါသေးတယ်။ထူးခြားမှုအနေနဲ့ကတော့ဒလေသုံးစကားများဟာမိသည့်နေရာမိသည့်ကာလကိုရောက်ရှိပါစေမိသည့်လူမျိုးကသုံးနှုန်းသည်ဖြစ်စေအတိတ်ပဲပြောင်းလဲမှုမရှိခြင်းပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါအခုဆိုရင်တော့ကျမနဲ့တငယ်ချင်းကနေရာဒေသကိုအစွဲပြုသည့်ဒလေသုံးစကားများအကြောင်းကို အတော်လေးရှင်းပြပြီးပြီမို့ပညာစမ်းတဲ့အနေနဲ့ကျမတို့အချင်းချင်းအမေးအဖြေလေးတွေလုပ်သွားကြမှာဖြစ်ပါတယ်ဘလို့လဲတငယ်ချင်းအဆင်သင့်ဖြစ်ပြီလားဟုတ်ပါပြီတငယ်ချင်းလေး EIDS ရေခုစားပြီးတော့မေးလို့ရပြီနော်မမစနဲ့ကွာမငိုချင်းလားကြီး0 HDS လောက်တော့လုပ်ပါဘယ်နဲ့ EIDS တုံးကဲကဲငါစမေးမယ်နော် ်ဆရာကြီးမောင်ခင်မင်းရဲ့အမိအရင်းကိုရွေးပါနံပါတ်1ဥဝိမြင့်နံပါတ်2ဥခင်မောင်နံပါတ်3ဥခင်အေးကဲရွေးတော့အဖြေကနံပါတ်3ဥခင်အေးဟုတ်တယ်မလားဟုတ်ပါတယ်အဖြေမှန်ကတော့ဥခင်အေးဖြစ်ပါတယ်ဒါဆိုနောက်တစ်ပုတ်မေးမယ်နော်မောင်မောင်တိတ်မိုက်တွင်းနဲ့တီဟူသောစကားတွင်မိုက်တွင်းနဲ့တီကွက်လက်ဟုအနက်ရသည်နံပါတ် တွင်းနေကြသည်နံပါတ်1ယူမိုက်သည်နံပါတ်3စင်းရဲသည်အဖြစ်မှန်လေးကဘလောက်လဲတကယ်ချင်းအဖြစ်မှန်ကနံပါတ်1ယူမိုက်သည်ဟုတ်ပါတယ်အဖြစ်မှန်လေးကတော့ယူမိုက်သည်ဖြစ်ပါတယ်ဒါဆိုရင်နံပါတ်3သူနဲ့ခင်ခင်ကြီးလမ်းစာပြစ်ခဲ့ပြီးတွင်လမ်းစာပြတ်သည်ကွက်လက်ဟုအနက်ရသည်နံပါတ်1လမ်းပြောက်သည်နံပါတ်2လမ်းတွင်ကျန်ခဲ့သည် နံပါတ်3အဆက်အသွယ်ပြက်သည်ဒီမဲခိုးရဲ့အဖြေမှန်ကနံပါတ်3အဆက်အသွယ်ပြက်သည်မှန်တယ်မလားဟုတ်ပါတယ်အဖြေမှန်လေးကတော့အဆက်အသွယ်ပြက်သည်ဆိုရင်အဖြေလေးပဲဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ပုဒ်နံပါတ်4ဆရာကြီးဤမွေးစာတီကိုဖော်ပြပါနံပါတ်1ဟင်္ဒရာမြို့နယ်ခုံမင်းရွာနံပါတ်2ဒနုဖြူမြို့နယ်ကြုံတနေးရွာနံပါတ်3တောင်ငူခရိုင်မင်းတက်မြို့ ဒီမေကွန်းရဲ့အဖြစ်မှန်ကကြတော့နံပါတ်1တနုဖြူနဲ့ကျုံတနီရွာမှန်ပါတယ်တကယ်ချင်းရေဒါဆိုရင်နောက်တစ်ပုတ်နေရာဒေတာအရက်မျက်နှာကို အစွဲပြုသည့်ဒလေသုံးစကားများသည့်ကွက်လက်ဖြစ်သည်နံပါတ်1စကပြေနံပါတ်2ရတစာရန်နံပါတ်3ဆောင်းပါးစကပြေအဖြစ်မှန်ကနံပါတ်3ဆောင်းပါးစကပြေဟုတ်ပါတယ်တကယ်ချင်းရေ အဖြစ်လေးရမှန်ပါတယ်။ဒါဆိုရင်နောက်တစ်ပုတ်ခုံနူးဆောင်စပေပါရဂူဘွဲရရှိသည့်ခုနှစ်ကိုရေးပါ။နံပါတ်၁2002ခုနှစ်အောက်တိုဘာ19နံပါတ်၂2006ခုနှစ်မေလ23နံပါတ်3ခုနှစ်ဒီဇင်ဘာ4ရွေးကြည့်ပါအောင်တင်ငယ်ချင်းအဖြစ်မှကနံပါတ်၁2002ခုနှစ်အောက်တိုဘာ19မမရဲ့တငယ်ချင်းရေအမလီစီလိုအပေါ့ရှာမိတက်လိုက်တာများ အပြူကြီးတဲ့လို့မပြောရဘူး emotional damage ကိုကိုပြမရမယ့်အလဲရောက်ပြီပေါ့နော်ကဲအဲ့ဆိုရင်ဆက်လိုက်ကြမလား okay ဆက်လိုက်လို့ရပါပြီတကယ်ချင်းစရောမတက်ပေါ်အမှန်လေးကိုရွေးကြည့်အောင်နော်အကျုံးဝင်ဆိုတဲ့စကားလုံးကဒီသုံးခုထဲမှာဘယ်နှစ်ပတ်ကအမှန်ဖြစ်မလဲတကယ်ချင်းလေးရေอืมအကျုံးဝင်ဆိုတဲ့စကားလုံးကအမ်နံပါတ်1ကအမှန်ဖြစ်ပါတယ်အာကာကြီးရက်ပင့်တိတိတိတချောင်းငင် ဝစ်စာနှလုံးပေါက်ဝငတ်တဝင်အချုံးဝင်မှန်ပါတယ်တကယ်ကြီးရေကဲနောက်တစ်ပုတ်သွားရအောင်လားနောက်ထပ်အမှန်ရွေးတိကတော့ဇာဘာနာဆိုတဲ့စကားလုံးပေါ့ဒီသုံးခုထဲမှာဘယ်နံပါတ်ကအမှန်ဖြစ်မလဲဒီအပုတ်မှာကတော့နံပါတ်3ကအမှန်ဖြစ်ပါတယ်စမ်းမြင်ဆွဲရေးချပါဆောင်ရေးပနိုင်ရနဇာပနာမှန်ပါတယ်တကယ်ကြီးရေကဲနောက်တစ်ပုတ်သွားရအောင်လား မိုးမှန်ပြင်းစင်းဆိုတဲ့တပ်ပေါင်းအမှန်လေးကတော့ဒီသုံးခုထဲမှာဘယ်နှစ်ပတ်ဖြစ်မလဲမိုးမှန်ပြင်းစင်းဆိုတဲ့စကားလုံးလေးရတော့နံပါတ်၁ဖြစ်ပါတယ်မဝဆွဲမတောင်ဝစ္စာနှလုံးပေါက်မတစ်တစ်တင်မန်ပါးဆောက်ရရင်ငတ်တာပြင်းစလိန်ငတ်တာစင်မိုးမှန်ပြင်းစင်းမှန်ပါတယ်တကယ်ချင်း2006ခုနှစ်တွင်ဆရာကြီးမခင်မင်းတနုဖြူအငိမ့်စားယူသည့်ယာတို့ကိုရွေးပါ နံပါတ်1မြမစာဧပါမောခနံပါတ်2မြမစာဌာနနိပြနံပါတ်3မြမစာဌာန ပါမောခဌာနမူကဲအဖြစ်မှန်လေးကဘာဖြစ်မလဲอืมသူ့ရဲ့အဖြစ်မှန်လေးကတော့နံပါတ်3မြမစာဌာနပါမောခဌာနမူပဲဖြစ်ပါတယ်မှန်ပါတယ်တကယ်ချင်းနောက်တစ်ခုကဆရာကြီးမောင်ခင်မင်းဆုံးပါသွားသည် အသက်ကိုရွေးပါနံပါတ်1 85နှစ် နံပါတ်1 88နှစ်နံပါတ်3 86ကဲဒီတော့ခုထဲမှာကောဘယ်နံပါတ်ကအမှန်ဖြစ်မလဲတကယ်ချင်းလေဆရာကြီးက1942ခုနှစ်မှာမွေးဖွားပြီးတော့အခု2025ခုနှစ်မှာဆုံးသွားတာဆိုတော့ဆရာကြီးအသက်ကနံပါတ်1 85နှစ်ဖြစ်ပါတယ်မှန်ပါတယ်တကယ်ချင်းကဲနောက်ဆုံးမိကုတ်တစ်ခုပဲကျန်တော့ရင်နော်အဲမိကုတ်လေးကတော့6ခုတိဟူသောစကားကို ကွက်လက်နေသည်ဟုသော အတိတ်ပဲဖြစ်သုံးသည်နံပါတ်1ပေါ်ပေါ်ထင်ထင်နံပါတ်2ပုံရှိုးကွယ်ရှိုးနံပါတ်3မထင်မရှားကဲဒီသုံးခုထဲမှာကောအဖြစ်မလေးကဘယ်ဟာဖြစ်မလဲနောက်ဆုံးမေးခွန်းရဲ့အဖြစ်လေးကတော့နံပါတ်3မထင်မရှားနေသည်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်မှန်ပါတယ်တကယ်ချင်းကိုတင်ငယ်ချင်းလေးကတော်လိုက်တာငါတို့ခန္ဓာလေးကလည်းတော်ဆုံးနေပြီဆိုတော့ ဒီလောက်နဲ့ပဲနားလိုက်ကြရအောင်နော်ကောင်းပြီလေတကယ်ချင်းအခုဆိုရင်တော့ကျမတို့တကယ်ချင်းနှစ်ယောက်ကနေပြီးတော့ဆရာကြီးမောင်ခင်မင်းဒနုဖြူရေးသားထားတဲ့မြမတလေတုံစကားများ2016ပထမအကြိမ်စာအုပ်စာမျက်နှာ259ကနေ269အထိကောက်နှုတ်ထားတဲ့နေရာဒေတာအရက်မျက်နှာကိုအစွဲပြုသည့်ဒလီသုံးစကားများဆိုရဲအဆောင်မစကားပြေလေးကို အချင်းချုပ်ထုံထုံပြီးတင်ပြပေးသွားတာဖြစ်ပါတယ်။အချိန်ပေးပြီးနားစင်လေးလာပေးခဲ့ကြတဲ့လူချင်းမင်းတဦးချင်းတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနှုတ်ဆက်လိုက်ပါစေရှင်။အားလုံးပဲပါရပျော်ရွှင်ပွဲနေ့ရက်လေးဖြစ်ပါစေ။